ဖော်ပြများလုံးမင်္ဂလာပါ clock ကနားနေပြန်လဲကြိုဆိုလိုက်ပါကျွန်တော်တဖြည်းဖြည်းနဲ့ကျွန်တော်ပြင်းပြလေးပွဲစဉ်တွေကတော့တော်တော်လေးတော့မှကျွန်တော်တို့ဆက်ရှိန်မြင့်တက်လာတဲ့အနေအထားကိုတွေ့ရတယ်အထူးသဖြင့်ကျွန်တော်ပြင်းပြလေးပွဲစဉ်15ကျွန်တော်ပြီးဆုံးသွားပြီကျွန်တော်တို့ပြင်းပြလေးပွဲစဉ်ကျွန်တော်တို့ထောက်ရချိုးဖို့ကလည်းကျွန်တော်နောက်ထပ်3ပွဲလောက်ပဲရှင်ပြန်ရတဲ့အမဲအနေအထားမှာတော့ကျွန်တော်တို့အမှတ်ပေးစရာရက်တီချက်ကလည်းတော်တော်လေးတော့မှကျွန်တော်တို့အဲရုံလုံးပေါ်ပြီးတော့ကျွန်တော်တို့အပြောင်းလဲတွေတော်တော်လေးတော့မှကျွန်တော်ဖြစ်ခဲ့တယ်လို့ပြောလို့ရတယ်အထူးသဖြင့်ဒီကျွန်တော်ဒီတစ်ပတ်ရဲ့ကျွန်တော် ပြီးမှလည်းပွဲစဉ်15ပြီးဆုံးသွားတဲ့အချိန်မှာတော့ဇယားရက်တီချက်မှာတော့ကျွန်တော်တို့အမှတ်အဆင့်တက်ကကျွန်တော်တို့အာဆင်နယ်နေရာလေအမှတ်ကျွန်တော်တို့တို့အနေနဲ့ဖြတ်ထားနိုင်ရင်တိတ်ပြီးတော့မရှိတော့တဲ့အတွက်ကြောင့်ကျွန်တော်ပြီးမှလည်းပွဲစဉ်ကျွန်တော်တို့15ပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်ထက်လာမဲ့ပွဲတွေမှာတော့တော်တော်လေးမှကျွန်တော်ကြီးလို့ကောင်းမဲ့အနေထားတွေရှိတယ်ဆိုတော့ ရှိလာပြီအထူးသဖြင့်ကျွန်တော်တို့အဆင့်တက်ကနေတော့အဆင့်ကျွန်တော်တို့900 600ထိလောက်အသေးနေနေနဲ့ကျွန်တော်အမှားမခံလို့မရတဲ့အနေထောက်ရောက်လာတဲ့အကြောင်းကျွန်တော်ရှင်းလာမဲ့ပွဲတွေမှာဘယ်လိုတွေဆက်ပြီးတော့ဖြေအောင်မလဲဆိုတော့တော်တော်လေးမှကျွန်တော်မြင်ရရင်စိတ်ဝင်စားဖို့ကောင်းလာပြီလို့မြင်တယ်။ Okay အဲ့ဒါဆိုဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ channel လေးကို Yugodin နဲ့ Lion Sacrum တို့ကတည်ရင် Lion Sacrum လို့ပြီးအပိတော်လို့ရပါတယ်။ Okay အဲ့ဆိုကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်။ရုံးဆုံးနေနဲ့ကျွန်တော်ပြင်းပြလေးပွဲတွေ15ရောက်ကျွန်တော်စနေနေ့ အဲညနေပိုင်းကျွန်တော်တို့ည9:00နာရီမှာအစောဆုံးပွဲတွေရှင်းပြမယ်ဒီပွဲကလည်းကျွန်တော် Astro Milan နဲ့ကျွန်တော်တို့အဲ ကျွန်တော်အဆင့်တက်ကကျွန်တော်အာဆင်နယ်တို့ဖြစ်တယ်အာဆင်နယ်နေနဲ့ကျွန်တော်အဝေးကမှတောက်ရောက်ရှင်မြိုင်တဲ့ပုံမှာတော့တို့နေနဲ့ထိမက်မထားပဲနဲ့ကျွန်တော်စောစောစီဥဆောင်မိုးတွေပေးလိုက်ရပြီးတော့ပထမပိုင်းတပိုင်းလုံးမှာတို့နေနဲ့ပြန်လာဖို့အရေးရောက်နေတွေ့ခဲ့ပဲဒါမှလည်းတစ်ဖက်ကအထရိုမီလာရဲ့နောက်တန်းတော်တော်လေးမှကောင်းမွန်နေကျွန်တော်တို့နေနဲ့မဖြစ်ခဲ့ဘူးလို့တော့ပြောလိုက်ရဒုတိယပိုင်းမှာပဲတို့နေအာဆင်နယ်နေနဲ့လူသားပြောင်းလဲတွေလုပ်ခဲ့ပြီးတော့ကျွန်တော်7မိနစ်တောင်တောင်မှတိတ်ပြီးတော့မကြတဲ့အချိန်မျိုးမှာအာဆင်နယ်နေနဲ့ခြေပါကိုတွေရပြီးတော့တောက်လျှောက်ကျွန်တော်တို့ဥဆောင်မိုးတွေရဖို့တို့နေနဲ့တော်တော်လေးမှကြိုးစားသွားတာတွေ့ရပဲတစ်ဖက်ကကျွန်တော်တို့ အစွန်မီလာရဲ့ကျွန်တော်တို့အဲဂိုဘောက်ကန်သွင်းချိန်နေတာကျွန်တော်တို့အဲထိရောက်ခဲ့မယ်လို့ဆိုလို့စိန်တော့စောစောစီးစီးကျွန်တော်တို့အဲအစွန်မီလာအနေနဲ့နိုင်ပွဲတွေဟို ရသွားမဲ့အခြေအနေမျိုးရှိဒါမှလည်းလည်းထင်ထားလို့ဆိုမြစ်ပိုင်းနဲ့အစနယ်ရဲ့ကျွန်တော်တို့နောက်တန်းမှာလည်းဒဏ်ရာပြဿနာတွေကြုံတွေ့နေရတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတို့အဝေးခွင့်မှာတွားရရှိမယ်တဲ့ပွဲမှာတော့ကျွန်တော်ထင်မှတ်မထားခဲ့တဲ့ကျွန်တော်တို့နောက်ဆုံးမိနစ်ကျွန်တော်အချိန်ပိုရဲ့ကျွန်တော်နောက်ဆုံးမိနစ်ကြာမှာကျွန်တော်အသက်ကွဲဂိုးတွေနဲ့ပြလိုက်ကြတာအစနယ်တော့ကတော့တော်တော်လေးဥမာနစ်နာသွားတယ်လို့ပြောတယ်ဒီပွဲကြောင့်ပဲအစနယ်နေနဲ့ကျွန်တော်အဆင့်တက်မှာပဲရက်တည်နေမင်းနဲ့ကျွန်တော်တို့ဒါမှလည်းတော်တော်လေးတော့အမှတ်တွေကတ်သွားနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့အဲညာ9နိုင်ခွေမှာရှင်ပြန်တဲ့ဘုံမောင်းနဲ့ကျွန်တော်ချက်စီချက်စီတဲ့နဲ့ကျွန်တော်အဝေးခွေမ ါတောက်ရှိမယ်နဲ့ပုံမှန်တော့ထင်မဲ့မထားပဲတဲ့ကျွန်တော်ဇီးဇီးဆိုပြီးတော့တေရလက်ပူကိုသာထပ်ပေါ်လာတယ်။နောက်တတိယတော့ကျွန်တော်မန်ချက်စတာစီးလင်းနဲ့ဆန်နာလန်မန်ချက်စတာစီးလင်းရဲ့သူ့ရဲ့အိမ်ကမှကျွန်တော်ဆန်နာလန်ကိုရှင်ပြန်တဲ့ပုံမှန်တော့ကျွန်တော်တို့ဂိုးပြတ်နိုင်ွယ်ကိုပုံခေါ်ပြီးတော့သူတို့အနေနဲ့လည်းအစ်စ်နစ်မှာပဲအမှတ်ဖြတ်အမှတ် ဒီဆက်လက်ရယူပြီးတော့တို့အနေနဲ့နိုင်ပွဲဆက်ထားတယ်လို့ပြောလို့ရတယ်။ပြီးသွားလို့ရှိရင်တော့ကျွန်တော် Tottenham Hotspur လည်းသူ့ရဲ့အိမ်ကွင်းမှာပဲကျွန်တော် Brentford ကိုချင်ပြိုင်တဲ့ပွဲမှာတော့တူးစီဆိုပြီးတော့နိုင်ပွဲတွေကိုပြန်လဲပုံပေါ်လာပြီးတော့တို့အနေနဲ့လည်းအဆင်ရက်တီရက်ကလည်းကျွန်တော်ပြန်လဲတက်လှမ်းလာတဲ့အနေထားကိုတွေ့ရမယ်။ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ညအဲ ကိုယ်နိုင်ဘက်မှာပဲကျွန်တော် Everton နဲ့ကျွန်တော်တို့ Northern Forest ကတော့ Everton တော့သူ့ရဲ့အိမ်ကွင်းမှာပဲ3-0ဆိုပြီးတော့ဂိုးပြတ်တွေကိုနိုင်ပွဲတွေကိုပြန်လဲပုံပေါ်လာနိုင်တာကိုတွေ့ရတယ်ပြီးနောက်ကျတော့ Newcastle Newcastle ကသူ့ရဲ့အိမ်ကွင်းစင်ငင်းဘက်မှာပဲကျွန်တော်တို့တစ်ဘက်က Burnley သူ့ကိုတော့သူတို့အနေနဲ့2-1ဆိုပြီးတော့နိုင်ပွဲတွေရိုက်အောင်ပုံပေါ်ထားနိုင်တယ် Burnley တင်းနေလဲလဲကျွန်တော်တို့အနီးကပ်တွေထိပ်သွားတယ်လို့ပြောလို့ရတယ်အဲဒါပြီးတော့ရင်တော့ကျွန်တော်ည7:00နာရီမှာရှင်ပြိုင်မယ်ကျွန်တော်တို့ Liverpool အသင်း Liverpool တို့ရဲ့ကျွန်တော်အဝေးကမှာတောက်ရောက်ရှင်ပြိုင်တဲ့ပွဲမှာတော့သူတို့အနေနဲ့ ထိမှတ်ထားလို့မဖြစ်ခဲ့ဘူးထို့သို့ကျွန်တော်နောက်တန်းနေရကျွန်တော်တို့အမှားတွေလွယ်လွယ်ကူကူဂိုးတွေခွင့်ပြုလိုက်တာကတော့ကျွန်တော်လီဗာပူးရဲ့နိုင်ပွဲတွေကိုပုံဖော်မဲ့အဲကိန်းရနေပြီးတော့ကျွန်တော်တို့တေရလက်တမတ်ကိုဒါပြန်လဲကျွန်တော်တို့ရသွားတဲ့အခြေအနေမျိုးတွေတထူးသဖြင့်ကျွန်တော်တို့ဒုတိယပိုင်းမှာကျွန်တော်တို့ EKTK ရဲ့ကျွန်တော်ဆွမ်းဆောင်ရည်တွေတော်တော်လေးမှာကျွန်တော်တို့ကောင်းမွန်တဲ့ပုံစံတွေမျိုးမြင်တွေ့ရပြီးတော့တမနဲ့ထဲနဲ့နှစ်ဘိုးသွင်းလိုက်တဲ့ပုံစံမျိုးရှိတယ်။ပြီးလည်းပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ အဲ90ကျော်လောက်မှာပဲလပဦးတည့်ရကျွန်တော်နောက်တက်အမှားတွေအကြောင်းကျွန်တော်2မိနစ်လောက်မှာပဲနှစ်ဘိုးပြန်ပေးရတယ်အဲ့အချိန်မှမှကျွန်တော် Sober Slide ရကျွန်တော်တို့တော်တော်လေးမှကောင်းမွန်တည်တက်လာတဲ့ကျွန်တော်တို့အဲနိုင်ကိုဖြစ်နိုင်မဲ့ခွင့်ရလပဦးတို့နေအကောင်းဆုံးတုံးချတယ်3 2နဲ့ကျွန်တော်တို့အဲပွဲရပြီးမဲ့အချိန်မျိုးမှာကျွန်တော်တို့အချိန်ပိုမိနစ်ကြာမှတစ်ဖက်ကကျွန်တော်တို့လူသားဝင်ကစားသမားဖြစ်တဲ့တာနာကာရဲ့ကျွန်တော်တို့ဟိုတောင်းကန်အဲတောင်းကန်ဘောကနေတော့တာနာကာရဲ့ကျွန်တော်တို့ အဆုံးတက်ကနေတော့လူပအုပ်တို့တင်းနေတယ်ကျွန်တော်တည်တမတ်တာရယူသွားတယ်ဒီဘက်မှာတော့လူပအုပ်တင်းနေနောက်တန်းနေရတောက်လျှောက်အမားတွေကိုကျွလွန်ပြီးတော့ရှေ့တဲ့ကျွန်တော်တိုက်ကျွန်တော်ဂိုးသွင်းဆန်းရည်တွေကောင်းပါလေးရနဲ့နောက်တဲ့အမားတွေကြောင့်လူပအုပ်တင်းနေတည်တမတ်ကိုသာကျွန်တော်ဥတီကျွန်တော်စောက်စားသွားနိုင်တယ်ကျွန်တော်နောက်တနင်္ဂနွေနေ့တနင်္ဂနွေနေ့မှာတော့ကျွန်တော်တို့ brighter နဲ့ဝဟန်ဒီဘက်ကတော့ကျွန်တော်တို့တည်တည်ဆိုပြီးတော့ပထမပိုင်းမှာတော့တော်တော်လေးမှကြီးလို့ကောင်းပြီးတော့နှစ်သိန်းလုံးရဲ့ကျွန်တော်တိုက်စစ်တွေကဒီဘက်မှာကျွန်တော် ကြည့်ရတော့ဆိုရင်တော့တော်တော်လေးမှညံဖြစ်တဲ့ပုံစံမျိုးတွေနေတွေ့ရပြီးတော့ဒုတိယပိုင်းမှာတို့အနေနဲ့ဝမ်းဝမ်းဆိုပြီးတော့တည်ရလိုက်ဖို့တော့ထပ်ပေါ်တာပြီးလို့ရင်တော့ကျွန်တော်တို့အဲ full hand နဲ့ crescent belly crescent belly ကတော့ကျွန်တော်အဝေးကမှတွားရောက်ရှင်မြိုင်တဲ့ပွဲမှာတော့ full hand ကိုကျွန်တော်12ဆိုပြီးတော့ကျွန်တော်နိုင်ပွဲတွေကိုပြန်လဲအဲပုံဖော်ပြီးတော့တို့အနေနဲ့အစင်စီရက်တီချက်ကလည်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံမျိုးတွေမြင်တွေ့ရတယ်ဒါပဲပြီးတိုင်းတော့ကျွန်တော်တို့အဲတင်းနိုင်ညမှာရှင်မြိုင်ကစားကြတယ်ကျွန်တော်တို့ မန်ချက်တာယူနိုက်တက်မန်ချက်တာယူနိုက်တက်ကတော့ကျွန်တော်တို့အဝေးကမှတောက်ရောက်ရှင်မြင်တဲ့ပုံမှန်တော့ဘူဘာဟန်တန်ကိုသူတို့အနေနဲ့ဂိုးပြတ်နိုင်ရလကိုပုံဖော်ပြီးတော့ဆင့်စရက်တီချက်မှာလည်းကျွန်တော်1 2တန်းနဲ့မှပြန်လဲဝင်ရောက်လာတာတွေ့ရတယ်အဲမန်ချက်တာယူနိုက်တက်နေမှာလည်းအဝေးကမှတောက်ရောက်ရှင်မြင်တဲ့ပုံမှန်တော့သူတို့အနေနဲ့တော်တော်လေးမှကျွန်တော်ကောင်းမွန်တဲ့ခြေသွမ်းတွေပြသထားတယ်အထူးတွေ့ကိုယ်လက်ကစားမှန်းဖြစ်တဲ့ကျွန်တော်တို့အဲဖာနန်ဒက်တို့ပါလို့ဆိုရင်လည်းတော်တော်လေးမှ အဲတွင်းကုန်းကိုပြလို့စင်ဖန်နူးတွေကလောက်ထားရတဲ့တော့တကယ်လို့ဒါဒီညအပွဲမှာကျွန်တော်တို့သူတို့ရဲ့တိုက်စစ်ကစားသမားတွေအနေနဲ့အဆုံးသက်တေချာခဲ့မယ်ဆိုရင်တော့ဒီတက်ပို့ပြီးတော့ခိုးများနိုင်ကြီးရှိတယ်လို့ပြောလို့ရကျွန်တော်ဒီတစ်ပတ်ရဲ့ကျွန်တော်ပြင်းပြလေးပွဲစဉ်15ပြီးဆုံးသွားတဲ့အချိန်မှာလည်းကျွန်တော်တေဘရက်တီချက်ကလည်းတော်တော်လေးမှကျွန်တော်ကြည့်လို့ကောင်းပြီးတော့ကျွန်တော်ရှစ်လာမဲ့ပွဲတွေကတော့အမှားခံလို့မရတဲ့ပွဲတွေအထူးတွေများတယ်အထူးတွေကျွန်တော်အဆင့်တက် စနစ်မှာတော့ကျွန်တော်တို့အာဆင်နယ်ကလည်းပဲဆက်လက်ယက်တည်နေတယ်လို့ပြောလို့ရတယ်အာဆင်နယ်အနေနဲ့ကျွန်တော15ဘွဲ့ကံပြီးသွားတဲ့အချိန်မှာ10ဘွဲ့နိုင်ထားတယ်3ဘွဲ့တည်2ဘွဲ့ရှုံးနေတာသူတို့ရှုံးနေတာကလည်းကျွန်တော်ဒီတစ်ပတ်ကျွန်တော်ပြင်းပြလေးပွဲစဉ်15မှာတော့ကျွန်တော်တို့အဝေးကမှသွားရောက်ရှင်မြိုင်နဲ့ကျွန်တော်အက်စတိုဘီလာနဲ့ပွဲမှာ2-1ဆိုပြီးရှုံးနေထားတယ်နောက်တစ်ဘွဲ့ကကျွန်တော်လီဗာပူးနဲ့တင်းမှာတော့1-0ဆိုပြီးရှုံးနေထားတယ်သူတို့ရဲ့ဒီတရားလုံးဆွတ်ဆောင်ရေးကတော့ကျွန်တော်2ဘွဲ့ပဲရှုံးနေထားတယ်အာဆင်နယ်ကတော့တော်တော်လေးမှကျွန်တော်အခြေအနေကောင်းနေတယ်လို့ပြောလို့ရတယ်ဒါမှလည်းကျွန်တော်တို့ ဒီတစ်ပတ်ပြင်းပြလေးပွဲစဉ်15ပြီးသွားတဲ့အချိန်မှာတော့တော်တော်လေးမှကျွန်တော်အပြောင်းလဲရဖြစ်လာတယ်။သူတို့ရဲ့ Manchester City ကတော့ကျွန်တော်အစင်းနှစ်မှာရပ်တည်နေတယ်မန်ချက်စတာစီးတီးကတော့ကျွန်တော်7ဘွယ်က15ဘွယ်ကံပြီးသွားတဲ့အချိန်မှာ7ဘွယ်နိုင်တယ်တပွဲပဲတည်ကြိုက်တော့၄ဘွယ်ရှုံးနေထားတယ်ဒါမှလည်းသူတို့အနေနဲ့တော့အစင်းရပ်တည်ချက်မှာနှစ်မှာရောက်ပြီးတော့အမှတ်ကွာဟားချက်မှာဆိုရင်တော့အာဆင်နယ်နဲ့ကျွန်တော်တို့နှစ်မှတ်ပဲကွာဟားနေတယ် သူပြီးပြီးရင်တော့ကျွန်တော်တို့အဆင့်3မှာတော့ကျွန်တော် Aston Villa Aston Villa တော့ကျွန်တော်တို့ Arsenal ကိုနိုင်ရင်လိုက်ပြီးသွားတဲ့ချိန်မှာသူတို့အနေနဲ့အဆင့်3နေရာကိုပြန်လဲတလန်းလာတယ်လို့တွေးရတယ် Aston Villa အနေနဲ့အမှတ်30ရပြီးတော့ကျွန်တော်တို့ Arsenal နဲ့ဆိုလို့ရှိရင်ကျွန်တော်3မှတ်ပဲခွာတဲ့အတွက်ကြောင့်ဒီ1 2 3မှာဆိုရင်တော့အမှတ်ကကျွန်တော်3မှတ်ပဲခွာဟာချက်ရှိနေတဲ့အတွက်ကြောင့်တော်တော်လေးမှာကျွန်တော်အမှားကျွန်တော်ရှေ့ဆက်လာမယ့်ပွဲတွေမှာအမှားခံလို့မရဘူးလို့ပြောလို့ရတယ်တကယ်လို့အမှားတစ်ခုခုတစုံတရာဖြစ်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အောက်ဆုံးသင်းနေရာပြန်လဲတလန်းလာမယ့်အခွင့်အရေးတွေကို အဲရှိနေတဲ့အတွက်ကြောင့်ရှစ်လာမဲ့ပွဲတွေမှာတော်တော်လေးမှာ view ဆက်ပြီးတော့ကစားသွားမဲ့ပုံစံမျိုးတွေတွေ့ရတဲ့ကျွန်တော်အာဆင်နယ်အနေနဲ့လည်းကျွန်တော်တို့နောက်တန်းတွေမှာကျွန်တော်တို့ဒဏ်ရာပြဿနာတွေရင်ဆိုင်နေရတဲ့အတွက်ကြောင့် အဲတော်တော်လေးမှာခက်ခဲနေတယ်လို့သူတို့အသင်းကိုပြောလို့ရတယ်။ဒါပေမဲ့မန်ချက်စတာစီးတီးကလည်းကျွန်တော်နောက်ပွဲတွေမှာတောက်လျှောက်နိုင်ပွဲတွေဆက်ပြီးတော့ကျွန်တော်ဂိုးပြတ်တွေပဲပြန်လည်နိုင်ပွဲတွေပေါ်ဆောင်နေတဲ့အတွက်ကြောင့်အာဆင်နယ်ရဲ့အတွက်ကကျွန်တော်တို့နောက်ကနေတော့အသင်းတွေကပ်လာတဲ့အတွက်ကြောင့်အမှတ်ပြန်လည်ခွာဖို့ဆိုရင်ရှစ်လာမယ့်ပွဲတွေကိုနိုင်ပွဲတွေပြန်လည်ပုံဖော်ဖို့လိုအပ်တယ်လို့မြင်တယ်။ပြီးတော့ကျွန်တော်တို့ထိမက်မထားတဲ့အက်စတရိုမီလာနဲ့အဆင့်၃နေရာထိတက်လန်းလာတဲ့အတွက်ကြောင့်ဘယ်အသင်းမှအမားခံလို့မရတော့ဘူးလို့မြင်တယ်။ပြီးတော့ကျွန်တော်အဆင့်၁၄မှာဆိုရင်တော့ကျွန်တော် Crystal Palace ကကျွန်တော်26မီလီယံ 26မှန်နဲ့ရက်တည်နေပြီးတော့အဆင့်9နေရာမှာတော့ Chelsea Chelsea ကတော့ကျွန်တော်အဆင့်9နေရာအထိကိုပြန်လည်ဆင်းပေးလိုက်ကြတယ်လို့ပြောလို့ရတယ်သူပြမလေးပွဲစဉ်ကျွန်တော်15မှာဆိုရင်တော့သူတို့အဝေးဘက်မှာတွားရောက်ရေဆိုင်တဲ့ဘက်မှာတေးရလက်ကိုတာရအောင်ဖတ်နေနိုင်တဲ့အတွက်ကြောင့်သူတို့အနေနဲ့အဆင့်9နေရာအထိကိုပြန်လည်ဆင်းပေးလိုက်တယ်အဆင့်6နေရာမှာတော့ကျွန်တော် Manchester United ကကျွန်တော်ပြန်လည်တလန်းလာတာတွေ့ရတယ် Manchester United နဲ့ကျွန်တော်ပြမလေးပွဲစဉ်14ပြီးသွားတဲ့အချိန်မှာတော့သူတို့အနေနဲ့အဆင့်9နေရာမှာအဆင့်10နေရာမှာရက်တည်နိုင်ထားတဲ့ ပွဲကနေပြီးတော့တို့အနေနဲ့ညပွဲမှာတော့တို့အနေနဲ့ဂိုးပြတ်နိုင်ပွဲကိုပုံပေါ်လိုက်တဲ့အတွက်ကြောင့်ဒီနေ့မှာဆိုရင်တော့ကျွန်တော်အဆင့်6နေရာထိကို Manchester United ကတော့ပြန်လဲတက်လာတာတွေ့ရပဲအဆင့်9နေရာမှာတော့ကျွန်တော် Everton ရှိပြီးတော့အဆင့်10နေရာမှာတော့ကျွန်တော် Brighton ရှိမယ်အဆင့်9နေရာမှာတော့ကျွန်တော် Sunderland ရှိပြီးတော့ဒီဘောဥသိန်းကတော့ကျွန်တော်အဆင့်10နေရာမှာပဲရက်တည်နေတယ်လို့ပြောလို့ရတယ်ရှင်းပြီးမြန်လေးပွဲစဉ်14မှာဆိုရင်တော့ကျွန်တော်ကံပြောရချင်မှာတော့ဒီဘောဥသိန်းနေတဲ့အဆင့်10နေရာထိကိုတို့အနေနဲ့ရောက်နေပေမဲ့ရှင်းလာမဲ့ ကျွန်တော်ဒီတစ်ပတ်ပွဲမှာဆိုရင်တော့ကျွန်တော်တေရလက်ကိုပုံဖော်လိုက်တဲ့အတွက်ကြောင့်တို့အနေနဲ့အဆင့်30ထိကိုပြန်လဲဆင်းပေးလိုက်ကြတယ်လို့ပြောလိုက်ရတယ်။အဆင့်30အားနေပြီးတော့လည်းအဆင့်ကျွန်တော်တို့အဲ6ထိလောက်5ထိလောက်ကိုကျွန်တော်အဲ9မဟုတ်4ထိလောက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ဆိုရင်အမှတ်ကွာဟားချက်ကကျွန်တော်3မှတ်ထိလောက်ပဲကွာရတယ်။ Crystal Palace က26မှတ်အဆင့်4နေရာမှာရပ်တည်နေတယ်။ Liverpool တေကတော့ကျွန်တော်တို့အဆင့်30မှာ23မှတ်နဲ့ကျွန်တော်3မှတ်လောက်ပဲကွာဟားနေတဲ့ခြားထဲမှာတော့ကျွန်တော် Champion League ကျွန်တော်တို့နောက် နဲ့တော့2026 2029ကျွန်တော်တို့ Champion League ဝင်ခွင့်အတွက်ကကျွန်တော်1 to 4နေရာကတော့တော်တော်လေးမှကြီးလို့ကောင်းမဲ့အနေထားတွေရှိတဲ့အတွက်ကြောင့်ဘယ်အသင်းမှအမားခံလို့မရတော့လို့ကျွန်တော်တို့လည်းမြင်တယ်။ဘာတွေ့ကြောင်လဲကျွန်တော်ရှစ်လာမဲ့ကျွန်တော် Premier League 3ဝက်လောက်ဆိုရင်လည်းကျွန်တော် Premier League ကကျွန်တော်ထောက်ဝက်ပြီးသွားတဲ့အနေထားမှတော့ကျွန်တော်ဘာတွေဘလို့ဆက်ဖြစ်အောင်လဲဘယ်အသင်းမှအမားခံလို့မရတော့ဘူးလို့အနေထားမျိုးတွေကိုကျွန်တော်ကြုံတွေ့နေရတယ်။ပြီးရင်တော့ကျွန်တော်အဆင့်17နေရာမှာတော့ကျွန်တော်တို့ရဲ့ အဲမနေ့ကကျွန်တော်ချန်ပီယံဖြစ်တဲ့ယူရိုပါလိချန်ပီယံဖြစ်တဲ့တော်တန်ဟောင်းစွာရှိပြီးတော့အဆင့်ဆက်နေရန်ဆက်နှစ်နေရန်မှာတော့ကျွန်တော်နယူကာဆယ်ရရှိမယ်အဆင့်ဆက်3မှာတော့ဘုံမောက်အဆင့်ဆက်4မှာဘရန်ဖို့အဆင့်ဆက်5မှာဖူဝင်ရှိပြီးတော့အဆင့်ဆက်6မှာတော့ကျွန်တော်လီယူနိုက်တက်ကျွန်မယ်ရှိမယ်အဆင့်ဆက်9မှာကနော်တန်ဖော်ရက်၁၈၁၉၂၀မှာကျတော့ကျွန်တော်တို့ဝက်ဟမ်ဘန်လီဝူဝါဟန်တန်ဆိုပြီးတော့ကျွန်တော်တို့ရက်တီနေရတွေ့ရတယ်ဒီတုံးနေကတော့ကျွန်တော်တို့အဲတန်ဆင်းဖို့တော်တော်လေးမှတေချာသွားပြီးတော့အဆင့်1နဲ့3 အဲကျွန်တော်ချန်ပီယံလိဝင်ခွင့်နေရာတွေပြီးလို့ဆိုရင်ယူရိုပါလိဝင်ခွင့်နေရာတွေကတော်တော်လေးမှကျွန်တော်ကြီးလို့ကောင်းပြီးတော့စစ်1 2 3ရာလဲကျွန်တော်အမှားခံလို့မရတဲ့အတွက်ကြောင့်ချက်လာမဲ့ပွဲတွေမှာ ဘာတွေဘလို့စက်ဖြစ်အောင်မလဲဆိုတာပြင်းပြလေးပွဲစဉ်ရတော့တော်တော်လေးမှကျွန်တော်ဒီနှစ်ကတော့ကြီးလို့ကောင်းမဲ့ပုံစံမျိုးတွေတော့ရှိတယ်လို့တော့ပြောလို့ရတယ်အာဆနယ်နေနဲ့လည်းအမှားခံလို့မရဘူးမန်ချက်စတာစီးရီးနေနဲ့လည်းအမှားခံလို့မရဘူးပြီးရင်တော့အစတွန်ဗီလာအသင်းနေနဲ့လည်းဆက်ပြီးတော့နိုင်ပွဲတွေပြန်လဲပုံဖော်လာမယ်ဆိုရင်တော့တော်တော်လေးမှကြီးလို့ကောင်းသွားမယ်လို့တော့မြင်တယ်ညီကိုတွေနဲ့ရောဒီညပြည့်မဲ့ဒီတစ်ပတ်ကျွန်တော်ပြင်းပြလေးပွဲစဉ်15ပြည့်ဆုံးသွားတဲ့အချိန်မှာဘလို့မြင်ရလဲကိုအသင်းရဲ့ အဲနိုင်ပွဲတွေရှုံးပွဲတွေတည်ရပွဲတွေဘယ်လိုမညလဲဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။ဒါကြောင့်ကျေးဇူးပေးတဲ့ညီကိုတယောက်ချင်းဒီတိုင်းကိုကျေးဇူးများတင်ပါတယ်။ချန်ပီယံဘယ်အသင်းအဖြစ်သွားမလဲဆိုတာတော့တော်တော်လေးမှရင်ခုန်စိတ်လုချားတဲ့အားကျွန်တော်ပြီးမြားလေးကတော့ပေးဆွနိုင်တယ်လို့တော့မြင်တယ်။ဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။ကျေးဇူးများတင်ပါတယ်။